ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားရေး channel လေးကနေစေဝင်စားပွဲတတိယရင်ဘူးတတိယတဝေကရောက်ပွဲအောင်ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်က ကြောက်ရလို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်မုံညိုမျိုးနေစပကံရွာမှာရွှေတကုံဖျားရင်မြင်တော်ဘုကိုရောက်ခဲ့ပြီမယ်အကုသိုလ်ကြည်လွန့်လို့စေတော်ကိုမတွေ့ခဲ့ရတဲ့အင်းတကြီးလို့မြည်ရတဲ့ စေဝင်စားပွဲတတိယရင်ဘူးတတိတောင်ဝေကရပွဲရဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနှားစင်အားပေးကြပါဦးခင်ဗျာတပွဲစားအင်တဂျီဝါဒဝါကောင်ရေဖောင်ပေါင်းဆိုတဲ့ဒီစာချိုလေးတိုင်းဘကုတန်းဒီတော်ချင်းမင်းလာနဲ့မုံညုံမြို့နယ်ကျောင်းမှာရှိတဲ့စပကန်ယွာလေးကအရှိနောက်တောင်မြောက်မျောကြီးလေးတိုင်း လွမ်းမောစရာရေပြင်ကြီးများကိုမြင်တွေ့နေရပါတယ်။ဒီရာသီဆိုရင်စပကံရွာလေးသာမဟုတ်အနီးပတ်ဝန်းကျင်ရွာများဖြစ်ကြတဲ့ဝိုးသစာလက်ဖျောပင်ဖြင်းပင်ကုန်ချောင်းနက်ထမ်းပင်ကုန်စတဲ့ရွာများအလုံးရေနက်ကိုင်းတွေကိုရောက်ကုန်ကြပါတယ်။အီယာဝတီမြင့်တဲ့မြင်မခမြင့်တို့ပေါင်းစုပ်ပြီးရေတိုးရေတက်လာတာကြောင့်ရွာတွေကိုရေတွေလှိမ့်ဝင်လာကြခြင်းဖြစ်ပါတယ်။ မင်းလာမျိုးနေနဲ့မုံညွမျိုးနဲ့ဆက်သွဲထားသော ကလန်ဘကမာမြင်းမြင်းသမ ्या အရာအလုံးက ရေတွေဖွေလို့နေပါတယ်ရေအနက်ကလူတည့်ရတတော်လေးမျိုးတာကြောင့်အိမ်တိုင်းမှာလှေမရှိလို့မဖြစ်ပါ လင်းငယ်လေးများနဲ့လှောက်ခတ်သွားလာကြရပါတယ်နေအမြကို ရေလွှဲအောင်လို့ခြေတန်းရှိများဆောက်လုပ်ထားရတယ်။တာရင်နာရင်လူမှုရေးများအလုံးလှေကလေးတွေနဲ့လှောက်ခတ်သွားရပါတယ် ငွေကြေးတက်တိုင်းသူများကအလုပ်ပွဲနဲ့တွဲပြီးအားလုံးပျော်ရွှင်စေရန်အတွက်ရွာမှာရှိတဲ့ကလာသားသမီးများပါဝင်ဆွေးနွေးတဲ့လှေပွဲလေးကိုကျင်းပပေးပါတယ်တရွာလုံးအားပေးကြတယ်ယခုလိုဝါစုဝါကောင်းရည်ကြီးချင်းတမျိုးတစ်ခေါ်ရည်ပြင်းကြေးကြီးတဲ့မှာလက်လုတ်လက်ဆောင်အင်းလုတ်သားများကမြည်သည့်နေရာမှာမဆိုရှောက်ဝေးစားတော့ခွင့်ရပါတယ်မြုံထောင် ပိုက်တာတလက်လို့ခေါ်တော့ပဇွင်ထောင်တော်နဲ့တောင်တနေ့တပိတ်တခွဲနှစ်ပိတ်သာကာလပေါ်စီ 3000ကျက်လောက်ရတယ်။ရေအလွင်ကြီးချင်း၊ကိုင်းတော်ကျူတော်တွေနင်းမြုပ်ကုန်လို့တွင်းအောင်တတဝါကြွက်တေမွေးရေမနစ်တဲ့ကျူတော်ကိုင်းတော်တွေကိုပြေးဝင်ပြီးတော့အမြင့်မှအတိုက်တွေလောက်ကြပါတယ်။ရွာသားများကလှေတစီမိန့်တလက်နဲ့လိုက်ထိုးပြီးတော့ရတာတွေကိုသူ့စည်းနဲ့သူပြန်ပြီးတော့ရောင်းကြတယ်။မင်းလာနဲ့မုံညိုဆက်သွဲထားတဲ့ကလန်ပေါ်မှာမွေးတွေကြွက်တွေအထက်နဲ့လှည့်ရောက်နေသူများကို တွေ့နေရပါတယ်။တဘာဝတရားကြီးကလူတွေကို အသက်ရှင်တဲ့ငွေအမျိုးမျိုးပေးထားပါတယ်။အိမ်ပိုင်မရှိတဲ့လက်လုပ်လက်စားတွေမိုးတွင်ကာလတည်ရင်ကျွေမိုးဆွေမချခင်ရှာဝေစားတော့ခွင့်အခုမှရကြပါတယ်။ဟိုးရခင်ကဒီနယ်ကိုကြီးစိုးထားတဲ့အင်တဂျီဥတန်တိုင်းနဲ့သူ့ရဲ့တပည့်လူမိုက်တွေကို ကြောက်နေကြရပါတယ်။အင်းလီလန်ရာသီဆိုရင် ခရိုင်မျိုးဖြစ်တဲ့အာယာဝရီမျိုးမှာအင်တဂျီဥတန်တိုင်းပေါ်ဝင်အင်တဂျီတွေလီလန်ဆွဲဖို့ခြေရှုံနေကြပါတယ်။ ဒီနယ်မှာရှိတဲ့ငပြေမောင်ကျူတော်ပြောင်းခွတ်မရာကြီးကျွဲချောင်း၆နဲ့စားတဲ့အင်းတွေထဲမှာ၆နဲ့အင်းကအကြီးဆုံးပါအခုတန်တိုင်းလုံနေကြ၆နဲ့အင်းမကြီးကိုတော့ဘယ်သူကမှအခုတန်တိုင်းနဲ့ရှင်ပြိုင်ပြီးလေးလံမဆွဲဝင်ပါရှောင်ကြပါလိမ့်အခုတန်တိုင်းကလည်းအကင်ပါပါနဲ့ပေးတင်သူပေးကျွေးတင်သူကျွေးပုံတင်ဆက်ဆံထားပါလိမ့်အင်းလေးလံရထားတော့အင်းတကြီးတူရဲ့လက်ထက်မှာ အင်ကရန်ရှိတယ်။ဒူတဲ့ပိုင်းရင်းလီလန်းဆွဲတာလည်းရှိပါတယ်။မိုးရင်ကုံရင်နှစ်ဦးဆက်ပြီးတော့ဆွဲတာလည်းရှိတယ်။အင်းတင်းကို မိုးရင်ကုံရင်ခွဲထားပါတယ်။ရေတက်ကြပေါ်မူတည်ပြီးတော့ရာသီလိုက်မြတ်တော်အဖြစ်ပြာသူလာဇန်းတရက်မတိုင်မီမိုးအင်းနောက်ပိုင်းလာမြောက်ကိုကုံအင်းလို့သတ်မှတ်ပါတယ်။မြင့်တိအင်းရာသီကငါပူရမယ်လို့ပုံတည်ပြောလို့မရပါဘူး။ကံပေါ်မူတည်ပါတယ်။နှုတ်တော်တို့ခွဲဝေလှုပ်ခြင်း တရားသီးသာဝယ်ပြီးတော့လှုပ်ခြင်းလည်းရှိပါတယ်။ရေကျသွားတဲ့သတင်းကြွက်လမ်းမှာရေစီးနေသော၆နဲ့အင်မကြီးကို မျောတိုင်းရင်းလိမ်မြနဲ့ပိတ်ပြီးတော့ကာထားပါသေးတယ်။အဲ့ဒီရင်းလိမ်မြကိုအလဲပိုးလောက်မှအနေငယ်ဖွင့်ဟပြီးတော့ပေးထားခြင်းနဲ့ရေစီးအားနဲ့မျောပါလာသောငါမျိုးစုံကိုဝါနဲ့ပြုလုပ်ထားသောရင်းလိမ်မြပေါ်မှာတင်ပြီးတော့ကြံရည်ခဲ့ပါတယ်။ဒါကိုမြင်းဝင်းချတဲ့မိုးစေတို့မဟုတ်မဆေချတယ်လို့ခေါ်ပါတယ်။ချောင်းမကြီးကိုပိတ်ပြီး ယင်းလေရှင်များကိုကာထတော်ဆယ်နီမှာယင်းလေငယ်များနဲ့ဒီတောင်ဆက်ဆက်အဝိုင်းသေးသေးလေးများပြုလုပ်ပြီးဝိုင်းတွင်ဝင်လာသောငါးများဖြင့်ရိုက်နှင့်ဆေးယူခြင်းနှင့်ဝင်သွင်းခြင်းတို့မဟုတ်ယင်းလောင်းချခြင်းလို့ခေါ်ပါလေဆယ်နီမှာဝါရရှင်များဆိုက်ထုတ်ပြီးဝါရိုင်မှာကပ်ပြီးတော့ပုံလုံးတို့မဟုတ်မြုံရှည်ကြီးများချပြီးတော့လေရာတီလိုက်ငါးဖန်ကရိယာမျိုးမျိုးနဲ့ဖမ်းယူတဲ့အလေထားများရှိပါတယ်စပကန်ရွာကအင်းတကြီးဥဒဏ်နိုင်ဆိုရင် တနေ့လုံးကမတည်တဲ့သူမရှိဦးတန်တိုင်းကလည်းငငယ်ကလေးကအင်းလုံလာခဲ့တာအသက်60ကျော်လာပြီမဲ့အင်းလုံတုံးပါဦးတန်တိုင်းကိုတနေ့လုံးကဦးတန်တိုင်းလို့မခေါ်အဖိုးလို့သာခေါ်ကြပါလိမ့်ဦးတန်တိုင်းရဲ့ပြင်တော်သွင်းမှုကျွင်းတိုင်းလုံးရှိကြီးတွေနဲ့ဆောက်လုပ်ထားတဲ့အင်းကရွာလေးမှာနန်းတော်ကြီးလာကြီးမာခိုင်ခံလာပါလိမ့်ဝါသူဝါကောင်လာ တနေ့မှာဦးတန်တိုင်းနေကြီးပေါ်မှာ မိုးအင်းရာသီအတွက်မြင်ဝင်ချရန်ရင်းလက်တွေကိုလက်သက်မွေးထားတဲ့တပည့်လက်သားတွေနဲ့စီနေကိုက်အရှင်မောင်းလှိနှစီစိုက်ကလာပါတယ်။စူညံတန်နေကြားလို့ကြည့်လိုက်တော့လေပေါ်မှာလူငယ်တယောက်ကိုတပည့်များကငါဖန်ကရိယပိုက်တလက်တွေနဲ့အတူဖမ်းလာတာကိုတွေ့ရပါတယ်။ဦးတန်တိုင်းကဟေးဘာဖြစ်ကြတာတော့ကွအဖိုးဒီကောင်ကျွန်တော်တို့နေထဲမှာငါခိုးထောင်လို့ဖမ်းလာတာ။ ဦးတန်နိုင်ရဲ့တပည့်တွေကဝိုင်းပြီးတော့ပြောကြပါတယ်မင်းတို့ရေတော်တော်စီကမရှိတာပဲတဲခတ်ပါလောက်ကွာငါအင်းကိုဈေးကြီးပေးပြီးလေးလံဆွဲထားတော့ကွာအဲ့ဒီခါမှာလူငယ်ကအဖိုးရကျွန်တော်အဖိုးအနေနဲ့လွတ်တဲ့နေရာမှာငါဖမ်းတာပါနောက်ပြီးဒီရသည်မှာရှာဖွေစားတော့ခွင့်ရှိပါတယ်ဒီကောင်နေတက်တက်ရန်ရှာတော့ဟေးမင်းဘာမှစင်ကြီးတွေထပ်ပေးမနေနဲ့ဒါရင်ငါနားမလဲဘူးဒီတခါငါဖမ်းကြိယာတွေတင်ထားလိုက်မယ် နောက်တစ်ခါတော့မင်းအချုပ်ထဲရောက်မလာမှတ်ပြီးတော့အခုတန်တန်ရဲ့တပည့်တွေကငါဖန်ကရိယာတွေကိုသိမ်းပြီး လူငယ်လေးကိုလွတ်ပေးလိုက်ပါတယ်လူငယ်ကမကြည်မနက်နဲ့ထွက်ခေါ်သွားတယ်ရောမာဒီလိုဖြစ်စဉ်မျိုးမကြခဏဖြစ်တယ်အခုတန်တန်ကိုမကြည်နဲ့ကြပေမဲ့အခုတန်တန်ကိုမရှင်းရဲလို့ညှိနေကြရပါတယ်မိုးရင်ရာသီကုန်းကန်ဒီမှာချောင်းနဲ့အိမ်မကြီးကိုအပိုင်ပိုင်ခွဲဝေပြီးတော့ဈေးကြီးကြီးနဲ့ပြန်ပြီးတော့ရောင်းပါတယ်ဈေးကြီးမှန်းသိပေမဲ့တချို့တော့ အတွေ့အကြုံယူကြပါတယ်။အင်းလောက်သူတွေရဲ့ဆူယိုစကားတစ်ခုရှိပါတယ်။အင်းကတရားသည့်အမျက်ပေါ်ရင်သုံးနှစ်ကအကျွေးကြည့်တယ်တဲ့။ဒီနေသားတွေကငယ်ချင်းကလေးကအင်းလောက်လာတာဆိုတော့အင်းမလောက်ဖဲမနေနိုင်။ကိုအင်းကထွက်တဲ့ငါငပိနဲ့မှထမင်းပိုးမိနဲ့လို့ထင်ကြပါတယ်။ရေးကြသွားပြီးမြေဆိုးတဲ့မရုပ်ခင်ပေးဆိုင်အောင်မလားကိုအင်းလောက်မလားဘိုက်ဆံမရှိရင်လည်းဖြစ်ပါတယ်။ဘုသာတိုင်းဒီမောင်အတူကြီးကြီးနဲ့ ငွေသွားချေလိုက်ရုံသာတပောင်းတကူကုန်းအင်းရာတိကုန်သွားခဲ့ပါပြီဘေးဆိုင်သူတွေကလဘဲတွေပေါ်စာပြူလာပြီစပကံရွာသားတွေရဲ့လက်ထင်းငွေစာလေးတွေရှင်လာကြပါတယ်ဒါပေမဲ့ဦးတန်တိုင်းကိုအကျွေးဆက်ရံအတွက်စိတ်မောနေကြတယ်ကုန်းအင်းကလည်းသိမရဘေးထွက်သိမိမဲ့စိုက်စည်ရဲ့ကြီးလို့မကောင်းမီဦးတန်တိုင်းကအကျွေးဆောင်ကြီးကိုကန်ရင်နဲ့အကျွေးဆက်မဲ့သူတွေကိုညှို့နေခိုင်းပါရွာသားလမ်းပေါ် ိမ်ထဲကိုဝင်လာပြီးတော့အဖို့ကျွန်တော်အကျွေးလာဆက်တာပါဒီနေ့ကိုရင်ကအရှုံးပေါ်လို့အင်းစီလေးရှော့ပါဦးအတို့ကိုလည်းတစ်ဆယ်ကျက်ပဲယူပါနော်ဟာဘာပြောလဲကွာအစားကအင်းစီနဲ့20တို့ကိုမင်းတို့ပဲကြည်ကြည်နဲ့နဲ့ယူကြတာလေတမိုးလုံးစောင့်နေရတာကွာအရှော့နိုင်မို့ဒီလိုဆိုရင်ရောတို့ပါတော့ပဲယူထားပါဦးကျွန်တော်မိုးရင်ရာဒီမကုန်မီအကြည့်ဆက်ပါမယ်အေးမင်းကတိဒီပစင်းတော့ လူတွေကယူတော့ယူပြီးတော့ဘေးကန်နေကြတော့မျက်နှာကတမျိုးกว่าဦးတန်နိုင်ကမကြည်နဲ့တယ်လို့ပြောလိုက်ပါတယ်လောင်မောင်းထွက်သွားပြီးတော့မကြခင်ယောသားနောက်တယောက်ရောက်လာခဲ့ပါတယ်ကြည့်လိုက်တော့တင်မောင်းအဖို့အကျွေးလာဆက်တာပါဒီနေ့ပဲထွက်တင်မိမဲ့စိုက်စီကြီးလို့အတို့ကို30ကျပ်ပဲထားလိုက်ပါ လာပြန်ပြီနောက်တယောက်ဟေးမင်းတို့20ကျပ်တုန်းနဲ့ကျင်းနေလို့ယူကြတာလေကွာအခုမှဘာလို့လာပြီးရှော့ခိုင်းနေရတာတော့ ဒီမှာငွေကြေးမဆက်နိုင်ရင်အရင်ရောအတို့ပါပေါင်းပြီးပေါင်သေးနဲ့ပဲချပေးကွာဒါပဲဥဒ္ဒနိုင်ကိုဘလို့မှတောင်းပန်မရလို့တင်မောင်ကမျက်နှာငယ်လေးနဲ့ပြန်တော်ပါတယ်စီပွားရေးလောဘစောတိုက်ပြီးမတရားတဲ့နည်းနဲ့ချမ်းသာကြွားဝါလာတဲ့ဥဒ္ဒနိုင်ကုသိုလ်တရားတွေပြုလို့ရတဲ့မိရောဒုစီရဲ့လုပ်ငန်းများမှာတော့ပြောင်းမွေရင်းနဲ့အချိန်တွေကုန်လွန်လာခဲ့ပါတယ်ဥဒ္ဒနိုင်ကြီးအတော်လေးကိုမကြမ်းမမဖြစ်နေတာတဲ့ ဒီတဲ့င်းကစပကန်ရွာနဲ့ပဝင်းချင်းရွာအလုံးပြည့်နှံလျက်ရှိပါတယ်။ဥတန်တိုင်းအင်းတွေကပြန်ရုပ်ရည်ပြင်းပြပြီး မစားနိုင်မတော့နိုင် ပုံပုံလေးသွားတော့တက်လာနေပါရှိနေပြီ။ဥတန်တိုင်းနေပုံပုံလူပုံပုံလာမိကြတဲ့သူတွေကမပြန်။စီစီယာမျိုးစုံစီမျိုးစုံနဲ့ကုသတော်လေးအချင်းကြီးကအာရစရာမကောင်းရခင်ကအသားညိုညိုတို့တို့ဥတန်တိုင်းယခုတော့အယူပေါ်အယူတင်းစံပြုတ်ကလေးတစ်စွန်းတောင်မှမတော်နိုင်။ အစိုးဆုံးကတော့မျက်စိတွေကြည့်လို့မကောင်းခြင်းပါတရားသည်ဖြစ်စေမတရားသည်ဖြစ်စေနှီးမျိုးစုံနဲ့ရှာလို့ရလာတဲ့စီးပွားရေးကမကြမ်းမာနေတဲ့ယခုလိုချိန်မှာသူ့အတွက်ဘာအသုံးတည်တယ်လဲခုနေများတည်သွားခရင်ဘာတွေတည်သွားနိုင်ပါလဲငါ့အတွက်ကောင်းမှုကုသိုလ်တွေဘာတွေများရှိနေပြီလဲဥဒ္ဒနိုင်တတိတရားတွေရနေပြီတဲ့ဒီနေ့မနေ့ဥဒ္ဒနိုင်ထူထောင်ထောင်လေးရှိနေကြတတိတရားပြောလာပါတယ်ဟေးကောင်လေး အာစီးပွားရေးနဲ့အချင်းကုန်လာတာရန်ကုန်မှာရွှေတကုံဖျက်ကိုတခါမှမဖုတ်ဘူးကွငါမဖျက်ကိုရွှေချရင်နဲ့စေးသွားကူးချင်တယ်ငါ့ကိုလိုက်ပို့ကြစမ်းပါကွာကောင်းတာပေါ့အဖိုးရအဖိုးသွားချင်ရင်ကျွန်တော်တို့လိုက်ပို့ပေးပါမယ်တခါမှဖျက်တရားကြောင်းကုသိုလ်ရေးကြောင်းမပြောဘူးတဲ့ဦးတန်နဲ့ရဲစကားတွေကိုကြားပြီးဆွေမျိုးတွေနဲ့တပည့်တွေဝမ်းသာအရာဖြစ်ပြီးရန်ကုန်သွားရန်အတွက်စီစဉ်လိုက်ကြပါရစေ ်ဦးတန်တိုင်တို့အဖွဲ့ရန်ကုန်ကတိမိတ်ဆွေတယောက်ရဲ့အိမ်မှာတဲခိုကြတယ်။ဦးတန်တိုင်ရဲ့ယောဂဝိဒနာကို အကောင်းဆုံးစိတ်ရုံမှာပြတ်သားစေကူတာကြပါလိမ့်။အစာနဲ့ငယ်ဝင်ပြီးတက်တာတို့ရှိလာခဲ့တယ်။ဒါပေမဲ့မျက်စိဝိဒနာကထူးခြားတယ်မရှိပါဘူး။မျက်လုံးတစ်ဖက်လုံးရောင်ရမ်းကြိုက်ခဲလို့နေပါလိမ့်။ဒီနေ့ရာသီဥတုလေးတာယာကိုက်ဦးတန်တိုင်ရွှေကုံဖျားဘုကတက်ရောက်ပူမြောင်းခြင်းစီတီတဖောဖောဖြစ်ပေါ်လာပါလိမ့်။ဦးတန်တိုင်းက ဟဲ့ကောင်နေငါကိုရွှေတကုံဖျားကိုပို့ပေးကွာဖျားဖူးမယ်နောက်ပြီးဖျားမှာရွှေချပေးကုသိုလ်ဒါနတွေလုပ်မယ်ဟုတ်ကဲ့ပါဖို့ကောင်းပါတယ်သွားကြတာပေါ့ဥတန်နိုင်တို့ဖွဲ့ရွှေတကုံဖျားရဲ့ရှေ့ဘက်မဟုတ်မှတက်ခဲကြပါလိမ့်ဖျားရင်မြင်တော်ဘောကိုရောက်ရှိလာခဲ့ပြီဖျားရင်မြင်တော်တို့ခုလုံးဆဲလက်တန် တရားရွတ်ဖက်ပူဇော်တမ်းမြောင်းမွေးပြန့်တည်ကြနေတော်ပန်းရနဲ့အမွေးတိုင်းရနဲ့များနဲ့ကြည်နုချမ်းမြေဝဲကောင်းလာပါလိမ့် ဥဒ္ဒနိုင်ရဲ့တပည့်တာဝကငိမ့်ငိုင်နေသောဥဒ္ဒနိုင်ကိုလှန့်ကြည့်လိုက်ပြီးတော့အဖို့ဘာလို့ငိုင်နေတာတော့ဖယားဝတ်ပြူလေဖယားရင်ပင်တော်ဘောကိုရောက်နေပြီလေဟေးဟုတ်လားဘယ်မှာတော့မှဖယားကြီးဘာမှမမြင်ရပါလားအဖိုးကလည်းအဖိုးရဲ့ရှိတဲ့တဲ့မှာလေဖယားကိုဝတ်ပြူလိုက်ပါအဖိုးရဥဒ္ဒနိုင်မျက်လုံးလေးပြဝေးချင်းဆက်လာပြီးဘောကိုမှ မြင်နိုင်စမ်းမရှိတော့ဥဒ္ဒနိုင်တဘောပေါ်လိုက်ပြီး ကိုပြုခဲ့တဲ့အကုသိုလ်ကံတွေကအားလုံးကိုပိတ်ဆို့တားဆီးလိုက်ပြီဆိုတော့ဘုဒ္ဓနာယုတ်ရဲ့ဝန်နေလာပြီးရှက်ကြီးတငင်ကိုချလိုက်ပါတယ်ဟဲ့အောင်လေငါကံကိုကစိုးလွန်းပါတယ်ကွာငါဒီမှာဆက်နေလို့မရတော့ဘူးငါ့ကိုအိမ်မြန်ပြန်ပို့ကြပါတော့ကွာဘုဒ္ဓနာရဲ့တပည့်တွေကစိတ်မကောင်းကြဘုဒ္ဓနာကိုချုပ်ပြီးဘုရားရင်မြေတော်ပေါ်မှာတွေ့ပြီးတော့အမြန်ပြန်ဆင်းခဲ့ကြပါတယ်တဲခုနေတဲ့အိမ်ကိုရောက်တော့ ဥဒဏ်နိုင်ဆက်ပြီးတော့မနေချင်းရွာကိုမြ мян ပို့ရန်အတွက်ပြောလို့ရွာကိုပြန်ခဲ့ကြပါလိမ့်ဥဒဏ်နိုင်ရဲ့ကျမ်းမာရေးအချိန်တွေက တနေ့ထက်တနေ့ဆိုးရွာလာခဲ့ပြီဒီနေ့ညနေ၄နာရီလောက်ဥဒဏ်နိုင်ကတွေ့ချင်းလို့ဆွေမျိုးသားချင်းတွေတပည့်တွေအားလုံးစုယုံရောက်ရှိနေကြပါလိမ့်ဥဒဏ်နိုင်ကဒီမှာမင်းတို့အားလုံးနားထောင်ကြငါကိုဘာမှပြန်ပြီးတော့မမေးနဲ့ပြန်မပြောနဲ့ငါခိုင်းတဲ့အတိုင်းသာလို့ ငါကအကုသိုလ်နဲ့အကျိုးပေးပြီး လူလာဖြစ်တဲ့လူကကုသိုလ်လေးလှုပ်ချင်တော့အခွင့်မသားခဲ့ဘူးတီတော်ဖေးရမှာရွှေချဖို့ဝေလာတဲ့ရွှေဆိုင်တွေငါရဲ့အင်ကြီးတွေကစေကောင်းတိုင်းမှာရွှေချလိုက်ပြီးတော့အလုံးဝမ်းနည်းစင်မကောင်းဖြစ်ကြပြီမေဥဒဏ်တိုင်းကိုသွားမှမပြောဝင်မမေဝင်ကြဥဒဏ်တိုင်းညနေ9:00လောက်မှသူတွေတာတန်ရုံးစင်ကြီးခဲ့တဲ့ဒီမြေဒီရင် ဒီပစ္စည်းတွေဥစ္စာတွေအလုံးကိုထားခဲ့ပြီးလက်ပလာနဲ့ဒီဘဝဒီခန္ဓာချုပ်ငြိမ်သွားကြရပါပြီဥတ္တနိုင်ရဲ့တပည့်တွေအလုံးဥတ္တနိုင်မှာကြတဲ့အတိုင်းအင်းကြီးရဲ့စေကောင်းတိုင်းမှာရွှေ့ချလိုက်ရပါတယ်ဒီအကြောင်းကိုတစ်နေ့လုံးကစိတ်ဝင်စားနေကြတယ်နောက်ဆက်ခံနေအင်းကြီးတိုင်းကိုဥတ္တနိုင်အတွက်တပွဲစားပေးရန်အတွက်အိမ်မက်ပေးလေးရှိတယ်လူတို့အသုံးပြုတဲ့တော့ညစ်ပက်ပြီးနေတဲ့လက်နီးစုပ်ဟာ ညစ်ပက်ပေးနေသောနေရများမှာသာအသုံးပြုပါれ။ဘိုင်းရှင်ဖြစ်သူကလက်နီးစုပ်ကိုဖြူစင်တန်ရှင်းအောင်လျှော့ဖွေးလို့မရတော့တာမို့လျှော့ဖွေးရန်ဖေတော့ခါမှာစေကိုမရှိထပ်ပြီးတော့အသုံးပြုခြင်းနဲ့တောင်လက်နီးစုပ်တို့ညစ်ပေတဲ့ထက်ညစ်ပေလာရပါれ။အာဟုသောဝါဒနာအထုံရှိသူတို့ဟာဒုစရိုက်မှုများမှာသာပျော်မွေ့ကြပါれ။ကုသိုလ်စိတ်မှာအာယုံရောက်ခဲလာれ။အာဟုသောမှုကိုထက်တလဲလဲပြုခြင်းနဲ့မကောင်းမှုတို့ မြတ်တထက်မြောင်းညစ်တထက်ညစ်လာရပါတယ်တခါတည်းံနေမလာတော့ကုသိုလ်လေးရှိလို့အကျိုးပေးတန်တော့ပေးနိုင်တော့လေအာဟုသောကံနေများနေခဲ့ရင်တော့အာဟုသောကံနေအချိန်တန်လို့အကျိုးပေးလာတဲ့ခါမှာညစ်တထက်ညစ်လာမှတေချာပါတယ်ကုသိုလ်အကုသိုလ်တို့ကတလက်စီအကျိုးပေးတတ်တော့တဘောရှိပါတယ်လူတို့မှာဒုစီရိုက်များတဲ့သူရှိတယ်သူစီရိုက်များတဲ့သူရှိတယ်လူသားအလုံးကိုမပိုင်တဲ့ဒီခန္ဓာကြီးချုပ်ကြီးမဲ့ဒီနေ့ကိုရောက်ကြရမှာဖြစ်ပါတယ် ဒီကနေ့လာရကြရည်ကြီးဆုံးချိန်မှာအထုံများတဲ့အလုပ်မှာအာယုံရောက်တဲ့ပါတယ်ကုသိုလ်အကုသိုလ်တရားတို့ကရည်များရည်နိုင်မိများမိနိုင် ဖြစ်သွားတဲ့တက်ကိုတတိပြုဆင်ခြင်ပွဲရာဖြစ်ပါတယ်ကောင်းမှုကုသိုလ်များကိုအာယုံရောက်ပြီးပြုံးပြီးတော့တည်တဲ့နည်းနဲ့အကုသိုလ်များကိုအာယုံရောက်ပြီးတော့မဲ့ပြီးတော့တည်တဲ့နည်းနှစ်နည်းရှိပါတယ်ဥဒ္ဒနိုင်ကမဲ့ပြီးတော့သိဆုံးသွားကြရပါပြီ အာဟုတုတရားပြုပန်းများကမလျှော်မဖွဲ့အဝေအထုတ်လက်နီးစုပ်တို့ဒုက္ခထက်နေညစ်ပတ်ပေးလို့တန်လီဘေခေါမရှိရဘူးမဝေခရီဒီကဏီတွင် မကောင်းကတိစင်ရပြီဒုစီရမှုလို့ဟောစင်ရခြင်းပူလောင်ခြင်းကို ဖြစ်စေပါလေဒုစီရမှုလို့ဟောချမ်းသာဒုက္ခကိုဖြစ်စေပါလေချမ်းသာဒုက္ခကိုအလိုရှိတော့ဒုစီရကိုရှောင်ပြီးသူစီရကိုမြန်မြန်ဆောင်ရပေးမယ် ကိုစိုက်တဲ့မျိုးစေ့ကအပင်ပေါက်ပြီးမျိုးစေ့တိုင်းတိကျပွင့်ကြမယ်မျိုးစေ့လိုက်ပြီးတော့ချိုးကြခါကြမယ်စီနာကံစီနာမျိုးစေ့ဟာကံမျိုးစေ့ပဲဖြစ်ပါတယ်ဥဒ္ဒနိုင်ကသူစိုက်ပြုတ်ခဲ့တဲ့စီနာမျိုးစေ့လေးတိုင်းကံကျိုးပေးသွားကြရပြီမိတို့ပင်ဆိုစေစပကံယွာနေတဝိုက်မှရှိတဲ့အင်းလုံသားအလုံးကတော့မိမိတို့ယုံကြည်ကိုးကွယ်အောင်အယူဆဒလိတိုင်းမိုးအင်းရာသီဆဲချခြင်းမောင်း38မိနစ်တူအဖို့ပွဲတစ်ပွဲကတော့ မပေါမဖြစ်နှစ်စင်မပြတ်ပူဇော်ပတ်သက်လျက်ရှိနေကြမိတော့၎င်းမှုရှောကောင်းမှုဆောင်နိုင်ကြပါစေစာရေးသူโอเคစေဝင်စားပွဲထူးခြားဆန်းကျင်းတည်တည်ရင်ဖို့ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပြီးတဲ့နောက်မှာတော့ကျမ်းမာရေးဆေးလက်ဆောင်စီစဉ်လေးရောက်ရှိလိုလာခဲ့ပါပြီဒီနေ့တင်ဆက်ပေးမယ်ကျမ်းမာရေးဆေးလက်ဆောင်စီစဉ်လေးကတော့စာရေးသူဆရာကြီးနေပြီးတော့ကြောကြောဆိုးရေးသားထားတော့ကလေးငယ်များ အပူပူများပေါက်ခဲ့ပါကလို့မြည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်။နေပြည်တော်မှာရှိတဲ့ကျွန်တော်အင်းလေးရဲ့ရှိမှာတရက်ပင်ရေးရှိပါတယ်။အဲ့ဒီတရက်ပင်ရေးလေးမှာပဲနေ့လည်နေခင်ထိုင်လေးရှိကြပါ။တပင်တပင်ရဲ့ကျေးဇူးကတော့တန်ဖိုးမဖြစ်နိုင်အောင်ပါပဲ။တပင်များစွာဆိုလို့ကတော့စိုးပွေရတော့မရှိပါဘူး။ဆိုင်တို့ကျွန်တော်နဲ့မောင်မြအေးတို့ထိုင်ပြီးတော့စကားပြောနေချိန်မှာ အရှိပိုင်ကကိုကြီးကျော်ရောက်လာပါတယ်။ တနေ့စာရေးသူကျွန်တော်ကသမီးတို့ကတော့သွားတဲ့ကိတ်မုန်နဲ့ချပြီးတော့အခမ်းပါတယ်အိမ်ပေါ်မှာရှိနေတဲ့ညမမန်းညွှန်စိန်ကိုလည်းခေါ်လိုက်ပါတယ်ကျွန်တော်တို့ရဲ့ယူနီချန်ဝိုင်းလေးကစီကသွားခဲ့ပါပြီသိမကြလိုက်ပါဘူးတောပိတ်အိမ်ကညမမထင်းညွန့်ရဲ့ခင်မွင်းမောင်ကျော်ဆန်းလင်းသူ့ရဲ့မြေးလေးရွေးနေတဲ့ရောင်ကိုပွေ့ချပြီးတော့ရောက်လာပါတယ်အဖိုးဆိုတော့မြေးထင်းရတာပေါ့လေ unity ကတသမီမိတုံးနဲ့မောင်စိုးသူတို့ရဲ့ကလေးပါ တစ်နှစ်ကျော်ပါပြီကလေးကိုကရုံတုံပေးထားတာပါအပူကြောင့်ထင်ပါရဲ့ကောင်းပါကလေးပဲစီလောက်အနာဘူးတွေထွက်နေတာအတော်ကိုများပါတယ်အနာဖြစ်ပြီးတချို့ကပြည်တယ်နေသလိုတချို့ကပြည်ပေါက်ပြီးပါပြီဖြစ်ဒီကြအဖိုးတွေကတော့နင်းနီရေရေတွေပါကလေးအားကောင်းပါဘူးတွေနဲ့ဆိုတော့ကြည့်လို့တဲမကောင်းလာပါဘူးကျော်စမင်းတို့ကလေးရဲ့ကောင်းပါအနာတွေနဲ့ ကုမပေးကြဘူးလားကွာမန်းစည်းတော့အုံစီနဲ့ဖြောပြီးလိမ့်ပေးတာပဲဗျအပူပူတွေထင်ပါတယ်ဗျအဟောင်းပြောတော့အစ်စ်တွေထပ်ပြီးတော့ထွက်တယ်ဗျဘယ်လိုလုပ်ရမလဲတော့မသိပါဘူးအဲ့ဒီမှာဦးမြကြီးကထပ်ပြီးတော့ပြောပါတယ်ကလေးရတကူလုံးဘယ်မှာပဲအနာပူတွေပေါက်ပေါက်ပျောက်တဲ့နီလန်ရှိတယ်ဗျစတိသဘောနီးပါပဲအတော့ကိုလွဲပါတယ်ဗျာဟာမြအေးရတည်ရင်ပြောလေကွာလောက်ရတာပေါ့ ဘာမှမခက်ပါဘူးကလေးအတွက်မုံလုံးရေပေါ်လှုပ်ပြီးဖေယားကိုလူလူတွေကိုတအားသမျှကြွေးပြီးကုသိုလ်သာပြုလိုက်ဒီအပူပူတွေထက်မပေါတော့ဘဲနဲ့မကြခင်ပျောက်စီရမယ်လှုပ်ကြည့်ပါမကြဘူးအရှင်းပျောက်စီရမယ်အေးကွာဒါဆိုလဲငါသမီးမိတော့ကိုပြောလိုက်မယ်ကွာသူတို့ဈေးထဲမှာကောင်းချင်းမုန်ဒီမှာပေါ်လွင်းလို့မယုံမရှိနဲ့ဒါကကျွန်တော်ရဲ့ကိုတွေပါကျွန်တော်တို့ရန်ကုန်မှာနေတော့ကကျွန်တော်ရဲ့ကလေးတွေဖြစ်ပြီးဆိုရင်ဒီလိုပဲ မော်လုံးရေပေါ်နဲ့စတိလောက်ပြီးကျွေးတာနဲ့ပျောက်ကြတယ်။ဘာတက်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဗျာ။ပျောက်တော့ကတော့အမှန်ပဲဗျ။အဲလိုအသေးချာထပ်ပြီးတော့ပျော်ပြန်ပါလေ။မော်လုံးရေပေါ်ဆိုတော့ဘာမှမခက်ပါဘူး။ကောင်းချင်းမုံကိုရေလောတော့နဲ့နေပြီးယူနီအိုပုတ်ပွဲဆူတဲ့ကိုအလုံးလေးတွေလုံးပြီးတော့ပြစ်ထရတာပါ။ကြရင်ရေပေါ်မှာပေါ်လာပါလေ။ဒါကြောင့်မော်လုံးရေပေါ်လို့ခေါ်တာပါ။ပေါ်လာရင်စကားနဲ့ဆက်ပြီးတော့ပကံလေးကိုထဲကောင်ထញ្ញကြီးလောင်းထက်ပြီး စားကြတဲ့အမျိုးပါရန်ကုန်မှာတချို့ကတော့အဲ့ဒါကိုဘုံကြာစီလို့လည်းခေါ်ကြပါတယ်အထက်မှာဌာမနာလုံးပြီးထဲတော့မှမုံလုံးရေပေါ်လို့ရန်ကုန်က ခေါ်တာပါဘာဖြစ်ဖြစ်ရပါတယ်မောင်ကျော်ဆန်းရဲ့တိုက်တွန်းမှုကြောင့်မိတုပ်ကစေတင်ပြီးပြန်ပေါင်းကောင်းချင်းမုံဝေလာပြီးမုံလုံးရေပေါ်ကိုယွန်းတိအတွက်လှုပ်ကြည့်ပြီးကုသပြုပါတယ်မြန်မာတို့ရဲ့စတိသဘောလေးတွေကလည်းအတော့ကိုအံ့ဩဖို့ကောင်းပါတယ်၃ရက်လောက်ကြာမှယွန်းတိရဲ့ ဥကောင်းပြောင်ပြောင်းဘောကအနာတွေလုံးဝမရှိတော့ပါဘူးပကတိချောမွေလိုနေပါပြီစိုက်သူကျွန်တော်ကတော့အမတ်တမဲဇကာဝိုင်းတွေကနေစင်းနီစတိနီးလေးရလိုက်လို့ဝန်တာနေတာပါချမ်းမြေကြပါစေဟုတ်ကဲ့စိုက်သူဆရာကြီးနှစ်ယောက်လုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲထူးခြားဆန်းကျင်ဒရရင်ဘူဖြစ်ရဲ့မန်ဇလန်ကောင်းလေးကိုမင်းသားကြီး channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်သွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်ချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်ကြကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားစမ်းခြင်း၊လိုအပ်စမ်းခြင်း၊တည်တည်ရင်ပို့ ပရလောကခမီးယယမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခမညာ